ဟိုအလူတချင်းနဲ့မှာပထမဆုံးဟိုလူတိပြီးတော့အခုလက်ရှိလဲတော်တော်များများတုံးနေကြတာအရောဘုံညက်ဖြူရဲ့အောင်မွဲခံတဲ့အပြော်ဆုံးနေပေါ့နောက်ပိုင်းမှာအလှူသင်းလေးတော့အများကြီးရေးဖြစ်ပါတယ်။မြူးမြူးကြောကြောသင်းလေးတွေရေးတော့ကြိုက်ကြလို့အလှူလေးနောက်ထပ်ရေးဖို့လေးတွေလည်းရှိပါတယ်။နောက်ထပ်အပ်ထားတဲ့ ကန္တီကမ္မဒါရှင်းတော့ပေါက်မာလို့တော့ဆရာသူလည်းမပြောနိုင်ပါဘူးအကောင်းဆုံးရေးတာကလွယ်လို့အဲ့လိုတော့မရှိပါဘူးသို့တော့ကိုချင်းလေးအဲဗိတ်တက်ကြတဲ့ရောက်သွားပြီးတော့ဟိုဗိတ်တက်ကြိုက်တယ်ဆိုရင်ပထမဆုံးပြီးတဖြစ်ရတာအော်ကိုကိုတချင်းအပ်တဲ့အဆူတော့အဲအနုပညာရှင်တွေပြီးတဖြစ်ဖြစ်ရတယ်ဝမ်းမြောက်ရတယ်ပေါ့လေ အဲမိတ်ဆက်ပေးရမယ်ဆိုရင်တော့ဟိုကကြာမန္တလေးရဲ့တီးကြီးမင်းတော့ပါတရှိရတဲ့ဒီကြီးဆရာမင်းတော့ပါဗျာကျောက်ကိုလူတိတာကတော့လူတိသေးတာကတော့ဟိုတိုင်းမင်းသမီးလေးပုံရက်ဖြူလို့အဲဒီတော့ကမန္တလေးခင်သစ်လင်းတို့မန္တလေးပိုင်အောင်တို့ဦးသိအောင်ရဲ့အသာပိုင်အောင်တို့အေးအလူတရှင်းနေတဆိုင်တရှင်းနေရေးတဲ့အချိန်မှာ နည်းနည်းတတိထားမိလာတာပေါ့နော်ဟိုဟိုဆရာရဲ့တခြင်းလေးတွေကိုအဲ့ဒီမှာဟိုမန္တလေးနဲ့ပတ်သက်ပြီးတော့ပုံရဖြူရဲ့မန္တလေးရဲ့ကျိုးနေမယ်တို့ဟိုခင်သစ်လွင်ရဲ့မန္တလေးသူတွေလွမ်းတတ်တယ်တို့အဲ့ဒီရှင်လေးတွေဝိတက်တိကြတယ်ပေါ့အဲ့နောက်မှာဆရာရဲ့တပည့်တတတာပြန်ဆူလိုက်တဲ့ခါမှာအဲပို့ပြီးတော့ဟို ကျန်နာမည်ကိုပူတိလာကြတယ်ပေါ့လေဒီလိုပဲပြောရမှာပေါ့အဲ့နောက်မှာတော့ဒါခုနာမည်ရှိတဲ့ဟိုနိုင်ငံရောစူတော်တွေဖြစ်တဲ့ဟိုမေတ္တထားစီတို့စိတ်နေကြီးတို့အဲနောက်ဆုံးဟိုကုပညာဟန်တို့အဲ့လိုပေါ့ဟိုဘိုင်တက်ကျော်တို့အတူလည်းရေးပေးဘူးပါတယ်မုဒ္ဒနိုင်းတို့အဲ့ဒါလေးလည်းဟိုရေးပေးဘူးလေပင်နိုင်တော့မဟုတ်ဘူးတပုဒ္ဒနာပုဒ္ဒနာသူတို့လေးတွေကိုလှမ်းပြီးတော့ရေးပေးရပါတယ်အဲ့လိုနဲ့ဒါဟို ပိဒကတီမင်းတော်လူတချို့အဲ့လိုလေးတိလာကြတာပါအဲ့လိုပြောရမှာပေါ့လေနော်ကျွန်တော်တို့ရှင်မင်းလေးကသိပြုံစရာကောင်းနေစိတ်ချမ်းသာရဲ့လားမင်းလေးရောက်ချစ်တော်ရှိရဲ့လဲအဲ့ထဲမှာဟိုကလူကြိုက်အများဆုံးနဲ့လူတိအများဆုံးအချင်းလေးတပုံးလောက်ရွေးပေးပါတပုံးနှစ်ပုတ်ပေါ့အဲ့တပုတ်တပုတ်နှစ်ပုတ်ရေးပြပါဆိုရင်တော့ဟိုအလူတစ်ချင်းနဲ့မှပထမဆုံး ဟိုလူတိပြီးတော့အခုလက်ရှိလည်းတော်တော် များများတုံးနေကြတာအရောဘုံရဖြူရဲ့အောင်မွဲခံတဲ့အပြော်ဆုံးနေပေါ့အောင်မွဲခံတဲ့ပြော်ဆုံးနေပေါ့အဲနောက်တတတရဲ့နေတဲ့နန်းနဲ့ခင်ဆိုရင်လေအဲပိတ်သက်တော်တော်များများသိကြတယ်မင်္ဂလာရှိတဲ့တချင်းလေးကြက်တိရှိတဲ့ချင်းလေးဆိုပြီးတော့နေတဲ့နန်းနဲ့ခင်ဆိုတဲ့ချင်းဆိုရင်လေပိတ်သက်တော်တော်များများသိကြပါတယ်အဲခုနောက်ပိုင်းမှာအလှူချင်းတွေတော့အများကြီးရေးဖြစ်ပါတယ်အခု ိုသေးသေးရဲ့သမီးသွေးသစ္စာတို့သွေးသစ္ဆန်တို့အတွက်ကြတော့အောင်မွဲခံတဲ့အပျော်ဆုံးနေ့မဟုတ်တော့ဘူးအပျော်ဆုံးအောင်မွဲနေ့အဲအဲ့လိုအဲ့မှာညံကစိတ်နေကြီးလို့ချစ်စုဆန်တို့အတွက်ကြတော့အလူချင်းရေးပြပါဆိုတော့အလူပွဲကြီးအောင်တဲ့နေ့အလူပွဲကြီးအောင်တဲ့နေ့အဲသူအဲ့လိုပေါ့အဲ့လိုဘယ်လိုပြောမလို့မြင်းမြူးကြွကြွဆင်းလေးတွေ ရေးတော့ကြိုက်ကြလို့အဲ့လိုလေးနောက်ထပ်ရေးဘူးလေးတွေလည်းရှိပါတယ်နောက်ထပ်အပ်ထားတဲ့ဟိုခင်ရနာမိုးမြင့်တို့နောက်ဟိုမိုးမြင့်ဆန်းတို့အဲ့လိုသင်းလေးတွေပဲသူတို့အဲ့လူနဲ့ပတ်သက်တဲ့သင်းလေးတွေပဲအပ်ထားတာလေးတွေလည်းရှိပါတယ်လို့ဟုတ်ကဲ့အကြိုက်ဆုံးဆိုတာကတော့ဟိုဆရာဒီနေကတော့အကြိုက်ဆုံးရဲ့လို့တော့မရှိဘူးဒါပေမဲ့အဲအမှတ်တရဖြစ်စီတဲ့သင်းလေးတွေတော့ရှိပါတယ် အဲ့ဒါကတော့တတတရဲ့ထာဝရမောင်ဘာလို့အမှတ်တရဖြစ်တုံဆိုတော့အဲ့ဒီထာဝရမောင်တခြင်းကိုဘိတ်တလည်းတည်တယ်အဲ့တတလည်းအဲကြိုက်တယ်ပေါ့နော်အဲ့ဒီတခြင်းကိုတော့ဆရာရဲ့ဘယ်သူမှမယောင်းမနဲ့ကျန်တဲ့တခြင်းဘယ်သူယောင်းယောင်းဘာယောင်းယောင်းဘယ်တခြင်းယောင်းယောင်းသူဆုရခြင်းထာဝရမောင်တော့တမိတဲ့မူပိုင်ပေးပါဆိုလို့ဒါလေးတော့အမှတ်တရရှိတယ်တတတမူပိုင်ပေးလိုက်တယ်အဲ့ဒါကတော့တတတတခြင်းကိုရေးပြီမဲ့ သူ့ကိုပိုင်ပေးလိုက်တာအဲ့ဒီချင်းကိုတော့ဆရာတီဝဲချင်းနဲ့ဆိုလဲဆရာရောင်းလို့မရဘူးတတရောင်းရင်တော့မသိဘူးပေါ့လေအဲ့အဲ့ဒါလေးတော့မတရားပေါ့လေကိုတို့ပဲကိုကိုလေအဲဒါကြီးအဲ့လိုဆိုရင်ညပေးလိုက်တော့မယ်ဆိုပြီးတော့အဲ့ဒါလေးတော့ပေးတာပါတယ်အဲ့လိုပါပဲဒါလေးတော့မှတ်တရားပေါ့တချင်းအနေနဲ့ရောဆရာဟိုဘယ်နှခုတော့ရေးထားရှိလဲပြီးတော့ကျွန်တော်တို့အခုတော်တော်များဆရာကိုတီးကြရလဲခဏညီမတန်စင်နေလဲတီးကြတော့ညီမတန်စင်နေပဲအရေးများလားတခြားတွေရောရေးလား ။အော်အမကတော့ဒီလိုပါ။ကိုကလည်းအသက်မွေးဝမ်းကြောင်းနဲ့ပြိတက်တိတာဖြစ်တဲ့တွင်မြန်မာတန်တင်တွေကိုပဲအဲရေးပြစ်တယ်ရေးတာပေါ့နော်။ဒါပေမဲ့တကယ်တမ်းကတော့ခစ်ရှင်းနေကိုရေးခဲ့ပါတယ်။တကယ်တမ်းဆရာရဲ့ဟိုလာတဲ့လမ်းကြောင်းကတီဝိုင်းသမားစက်ထင်းမှာကေဒါတီးတာကေဒါတီးရာကနေဒါချင်းနေရေးတာပေါ့။အဲ့တော့ကေဒါသမားဖြစ်တဲ့အတွက်ခေတ္တချင်းတော့ဘာညာ အကုန်လုံးကိုလည်းတီးခဲ့ရတယ်။နောက်ပြီးတော့ကိုရေးတာတည်းလည်းရှိပါတယ်။ဟိုမှာခေတ်တချင်းနဲ့ဆိုရင်ဟိုအခုပြည်သက်ရှင်အစ်ဆက်ညညောလို့ဆိုရင်အဲသူတို့အတွက်ကြီးပြည့်တဲ့တချင်းတွေဆိုရင်ခေတ်တချင်းပုံစံတွေပေါ့။အဲအစ်ဆက်ညညောဆိုတာအခုရန်ကုန်မှာရှိပါတယ်။ဆရာဟိုကိုနုပညာဂီတပညာကိုသင်ပေးတဲ့ဆရာကျော်လို့ခေါ်တဲ့ကိုကျော်ကျော်ရဲ့တမီးပေါ့နော်။အဲအစ်ဆက်ညညောဆိုတာဆရာတမီးပေါ့။အဲသူတို့ကြီးပြည့်ဘူးတယ်။အဲ့ဒီနေ့ခေတ်တချင်းတွေတော့ အလိုတော့ရှိပါတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဘယ်လိုဖြစ်မလို့ပိတဲ့ရဲ့အတိမတ်ပြုမှုဟိုပေါ်မှာမဟုတ်ဒီပြီးတော့နောက်ပြီးတော့ဟိုနုပညာရှင်တွေကလည်းအဲမြန်မာတန်တင်ဘိုင်းကိုလာလာအတတော့မြန်မာဒီပဲပဲစောက်ချဖြစ်သွားတယ်ဒါပါတော့ဒါရဲ့အဲ့လိုပြောမှာပေါ့ဟိုအခုလောလောဆယ်မှာလောလောလတ်လတ်ခုဒါကြောက်တယ်စင်ပြိုင်ပွဲအတွက်ပြိုင်ပွဲဝင်သချင်းအဲ နဲ့တခြားအစင်ဟိုဟာတချင်းလေးတွေတော့ရှိတာပေါ့လေအဲပြိုင်မောဝင်တခြင်းစင်ကဟောပြိုင်မောရဲ့စင်ကစင်တို့တတပူအောင်မြင်သူတဲ့အဲ့ဒီကြောက်စီကကိုကျူကြီးကိုကျူကြီးရဲ့ဦးစီးတဲ့စင်တို့တတပူအောင်မြင်သူကိုပြိုင်မောဝင်တခြင်းလေးဒါတရင်ကျစင်ပွဲတော့ကြောက်စီစင်ပွဲတော့ပွဲအတွက်ပေါ့လေရေးပြပြထားတာရှိပါတယ်မနေ့ဖန်စင်ကို ဟိုတည်တဲ့ရှင်ကြီးရဲ့အဲဟိုပါဘို့တချင်းတွေကိုရေးပြထားတဲ့ချင်းတွေကိုအတန်သေးဖို့ကြည့်ပါတယ်မနေ့ကတော့ကလည်းအဲ Texas တွေတို့မှာဂျူတီယူထားပါတယ်မတူအောင်ကတော့မထအောင်ကတော့တတိတရေးရတာပေါ့လေဘာလို့ကိုဘယ်လိုက်ဘယ်လိုပုံစံလေးဒါဘသူရေးပြထားပြီးဆိုရင်ဆက်မှမှတ်တမ်းလေးရှိတယ်ဆရာအဲတချင်းမှတ်တမ်းပေါ့ရေးပြီးဆိုရင်ကိုဆရာဥပမာဒီနှစ်ဆိုရင်2025 တဘောကပထမဆုံးအုပ်သိရင်2025 1ပေါ့အဲ1မှာဗာချင်းနေရေးတယ်မာတိကာလည်းတသက်ထားတယ်အဲ့ရေးတဲ့စာအုပ်လေးလည်းတသက်ထားတယ်အဲ့လိုဆိုတော့စာအုပ်အဲ့တော့ဘသူ့ဘာရေးတတ်တယ်ဥမာပောက်တဲ့ချင်းပောက်သွားတယ်ပိတ်တဲ့အတိမတ်ပြုတယ်ဆိုရင်တချင်းမျိုးဆိုရင်ဒီ line ကိုမထပ်အောင်ကဘယ်လိုပြန်ရေးမလဲဒီလိုတော့ရှိတာပေါ့နော်အခုဆရာကအဲ့လိုချင်းမှတ်တမ်းရေးတဲ့စာအုပ်မှတ်တမ်းဒီမာတိကာချင်းကောင်းစဉ်နေနဲ့မာတိကာလေးလောက်ထားတယ် အဲတရှင်ပုတ်ရီပေါင်းဆိုရင်ထောင်းခါပြည့်ရမယ်အဲရေးတဲ့တရှင်ပေါင်းပေါ့လေအဲကိုပရော်ဖက်ရှင်နယ်အဆန်ယူပြီးရေးတဲ့ကာလကစပြီးတော့အလကားအဟိုးရင်ကအလကားရေးတဲ့အချင်းတွေတော့မပေါဘူးပေါ့လေအဲပတ်ဆန်ယူပြီးရေးပြီးဆိုကနေမတ္တိကလေးနေမှတ်ထားတာဆရာမှတ်တမ်းလေးရှိပါတယ်အဲ့တော့အပုတ်1500တချင်အပုတ်ပေါင်း1500ပြည့်တော့ဒါလေးတည်းမတ္တိကပြောချင်ပါတယ်တချင်းကိုတော့ဟု ပေါက်ရမယ်ပေါက်မယ်ဆိုတဲ့မျိုးလင်းချက်တော့ဟိုလူမျိုးရှိထားတာမျိုးဖြစ်ပါဘူးဒါပေမဲ့ကိုရေးလိုက်တဲ့ချင်းလေးပုံမှာအဲဘယ်လိုပြောမလို့ပရိသတ်ရဲ့ဟာဟိုလူအပ်ချက်နဲ့ကိုက်ညီတယ်ဆိုရင်အဲဒီချင်းလေးရတော့ပရိသတ်တွေသွားနိုင်လောက်တယ်ဆိုတာမျိုးလောက်တော့ရှိတာပေါ့လေအဲ့လိုတော့ရှိတော့ပေါ့ဒါပေမဲ့ကံဒီကံမဒါချင်းတော့ပေါက်မှားလို့တော့ဆရာသူလည်းမပြောနိုင်ပါဘူးအကောင်းဆုံးရေးတာကလွယ်လို့အဲ့လိုတော့ မရှိပါဘူးသို့တော့ကိုချင်းလေးအဲဗိတ်တက်ကြရဲရောက်သွားပြီးတော့ဟိုဗိတ်တက်ကြိုက်တယ်ဆိုရင်အမှားဆုံးပြီးတဖြစ်ရတာဟောကို့ကိုတချင်းအပ်တဲ့အဆူတော့အဲအမှုပညာရှင်တွေပြီးတဖြစ်ဖြစ်ရတယ်ဝမ်းမြောက်ရတယ်ပေါ့လေဆရာတို့ကတချင်းရေးဆရာကြီးတော်တော်များများဒါကိုကူတူတူရေးနေကြတဲ့ဟာကိုတချင်းကိုဆူလိုက်တဲ့လူနာမည်ကြီးသွားတာဟုတ်ပဲဆရာတို့က ဟိုပီတီပြည့်ရတဲ့လူတွေကိုကိုတိုင်းကတကယ်တမ်းဒါဟိုဆရာဆိုရင်ဒီအမှုပညာလောကတဲ့ကိုဒါရေးနေတာနှစ်20 30လောက်ရှိပြီလေဒါဟိုဒီမဲနိုလို့ပြီးတာတော့နှစ်နှစ်3နှစ်4နှစ်ဒါပဲရှိသေးတယ်ဒါဆရာတို့လေဒီတီးကြီးဘဝကိုဟိုနေရာတစ်ခုရဖို့အတွက်ကြိုးစားခဲ့ရတာပေါ့ဒါမဲ့တကယ်ကြိုးစားလို့တီးကြီးဖြစ်ပြီဆိုတော့လေကိုကိုအပ်လိုက်တဲ့အမှုပညာရှင်အရှင်းအပ်တဲ့သူ အဲ့သူတချင်းပေါက်သွားတယ်ဆိုရင်သူ့ရဲ့ပီတိဖြစ်ရတယ်ဂျီနူရတယ်ဒီပီတိကဒီเสียရီရဲ့ဟိုဘယ်လိုပြောမလို့တကယ်ချူမင်းနဲ့ပီတိလိုပဲထင်ပါတယ်အဲ့ဒါကိုယ်တိုင်လည်းလိုပါခံစားလို့ပါအုံမြင်တော့ပေါက်ဆုံးကတော့အင်ပေါ်လေးဟိုပြောကြရင်တော့ပိတက်တီတိတာတော့ဟိုဟာတယောက်တယောက်စီရနေလို့အဲ့လိုမျိုးတော့ရှိတော့ပေါ့ဟိုမိဒတ်သားသူသူရင်မှာ လူငယ်ကြီးကြိုက်တဲ့သူ့ချစ်တဲ့ကိုယ်စိတ်ကိုမုံသည်လို့အဲအဲ့တချင်မျိုးလေးတွေမှာလူငယ်ကြီးကြဲမှာဟိုအတိမတ်ပြုတ်ကြရတယ်ဟိုအခုတဘောကဟိုပုံရဖြူလို့အဲ့လိုသူ့ဟာလေးနဲ့သူအဲ့လိုတော့သွားတာပေါ့ဒါပေမဲ့အများသူကိုယ်နဲ့လဲဟိုဘယ်လိုပြောမလို့ဆရာတပည့်လို့ဖြစ်နေတယ်သာသမီလို့ဖြစ်နေတယ်တတတာကတော့အများဆုံးပောက်တယ်ပေါ့ဟိုတတတာချင်းနေတယ်မှာအများဆုံးရေးရတော့အများဆုံးပောက်တယ်ပေါ့ အဲ့လိုပြောရမှာပေါ့လေတသားကသူပေါက်တုံးကတချင်းနေတယ်မှာဆရာတချင်းကများတယ်လीရေးရတာဘာလို့တပည့်ရင်းဆိုတော့အတူကလည်းအဲ့ဒီတော့ကဆိုရင်တချင်းဘယ်သူမှရေးမပြီးနဲ့သမီးတိုင်းလောက်အောင်ရေးပြီးသူကလည်းရေးလောက်ယူမယ်ပေါ့အဲ့လိုကြီးလည်းမလုပ်နဲ့ငါကညီတယောက်တည်းလည်းမရေးချင်ဘူးဟိုအမှုပညာဆိုတာဟိုပုံမှန်မတူတာလေးတွေချပြနေတာဟိုအတူပုံမှန်ကသူ့ပုံမှန်ပေါ့အဲတခြားတယောက်တည်းကလည်းတခြားပေါ့ပုံမှန်ပေါ့အဲ့လိုသူကအဲ့လောက်ထိပြောနေတာသူ့ဘက်က ဲ့လိုရေခိုင်တော့အများဆုံးရေးရတာလေတတတာဟုတ်အဲ့တုန်းအဲ့အဲ့ဒါကြောင့်မို့အများဆုံးပောက်တယ်ဆိုရင်တော့တတတာနဲ့ပဲပောက်ခဲ့တယ်လို့ပြောရမှာပေါ့ခုအားပေးတဲ့လူတွေတော့အရင်ကျေးဇူးတင်တယ်အခုလိုအားပေးတဲ့အတွက်လေဟိုအများကြီးကြိုးစားပြီးတော့ဟိုတချင်းလေးရေးသွားပါမယ်လို့ဌာနပြုပါတယ်ဂရုပြုပါတယ်လို့ပဲပြောချင်ပါတယ်ကျေးဇူးပြောချင်တာကတော့မသေးမချင်းသချင်းရေးတော်မှာပါလို့ဒါလေးပဲပြည့်တယ်ပြောချင်ပါလေ